။ဆိုရင်ယာမာဒိုရီဆိုတာဗာများပါလေ။ယာမာဒိုရီဆိုတဲ့စကားဟာဂျပန်ဘာသာကနေဆင်းသက်လာပြီးတော့ဘွန်ဇိုင်းအမှုပညာမှာအသုံးပြုတဲ့ဝါဟာရတစ်ခုဖြစ်ပါတယ်။အတိတ်ဘယ်ကတော့ဘွန်ဇိုင်းပြုတ်လုံရန်အတွက်တဘာဝတော်ရင်ထဲကနေရွေးချယ်တူးယူရတဲ့တစ်ပင်ကိုရည်ညွှန်းခြင်းဖြစ်ပါတယ်။ A tree that had been collected from the wild for bonsai လို့ဆိုပါတယ်။ဒါဟာတဘာဝပတ်ဝန်းကျင်ထဲက ဘွန်ဆိုင်ပြုလုပ်လို့ရနိုင်မယ့်အပင်တွေကိုရွေးချယ်ပြီးတော့ဘွန်ဆိုင်အနုပညာဖြစ်ပြုစုပြောထောင်တဲ့ဤပညာတစ်ခုဖြစ်ပါတယ်။ယာမာတိုရီတစ်ပင်များဟာသူတို့ရဲ့တဘာဝအလထူခြားသောလက္ခဏာများနဲ့သူတို့ရဲ့ပုံသဏ္ဍာန်တွေကနေတစ်ဆင့်ဖော်ပြတတ်တဲ့တဘာဝနဲ့ဆိုင်တဲ့ဖြစ်ရပ်တွေကြောင့်အလွန်တန်ဖိုးထားကြပါတယ်။ယာမာဒူရီများရဲ့ ပုံသဏ္ဍာန်များကတော့သူတို့ရှင်တန်ရတဲ့တဘာဝပတ်ဝန်းကျင်ရဲ့ခက်ခဲတဲ့အခြေအနေကိုဖော်ပြထားတတ်ကြပါတယ်။ရမ်ဘာဒူရီတစ်ပင်များရဲ့အဓိကလက္ခဏာများနဲ့ထည့်သွင်းစဉ်းစားရမယ့်အချက်များကတော့နံပါတ်၁တဘာဝအလှနဲ့ထူခြားမှုကောင်းလာပါတယ်။ရမ်ဘာဒူရီအပင်တွေရဲ့ပုံသဏ္ဍာန်ဟာသူတို့ရှင်တန်ကြီးထွားရနေရာဖြစ်တဲ့ကြောက်ဆောင်တွေကြားမြင့်မြီအပင်တွေဟာများသောအဖြစ်ပုနေတတ်ကြပါတယ်။ ်ပုံစံမွေးမြူရအတွက်အကောင်းဆုံးပဲဖြစ်ပါတယ်